အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ပွဲကြိုသုံးသက်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစလို့ကျွန်တော်ဒီနေရာကနေပြီးတော့စုမွန်ကောင်းတောင်းပီလာရပါတယ်ပေါ့နော်အဲလက်ရှိဒါကျွန်တော်တို့တောက်ကြာနေ့ညကျွန်တော်ဒါစနေနေ့မနေ့လို့ပြောလို့ရတဲ့အချိန်မှာဒါ Premier League ရဲ့စောစောစီးပွဲတစ်ပွဲရှိနေတာဖြစ်ပါတယ် အဲ့ဒီပွဲစဉ်ကတော့ကျွန်တော် Manchester City အသင်းနဲ့ Wolves အသင်းနဲ့ပါဒီပွဲစဉ်ကထင်တာထက်အများကြီးအများကြီးပိုပြီးတော့ကြည့်လို့ကောင်းမဲ့ပွဲတွေဖြစ်တယ်။တစ်ဖက်က Manchester City အသင်းနဲ့ခုလက်ရှိမှာဒါပူပူလောလောဒါ Northern Forest အသင်းကဒါကျွန်တော် Brentford အသင်းကိုအိမ်ခွင်းကြီးမှာ2-0ဆိုတဲ့ရလနဲ့ရှုံးနိမ်သွားခဲ့တဲ့အတွက်ကြောင့်မို့အခုချိန်မှာကတော့တတော်လေးကိုဒါ Champion League ဝင်ဖို့အတွက်စိတ်ဝင်စားစရာအခြေအနေတစ်ခုရောက်ရှိလာခဲ့ပြီလို့ပြောလို့ရတယ်။အခုလက်ရှိမှာဒါ Champion League အသင်းအနေနဲ့အခုလက်ရှိရလပိုင်းအဖြစ်ဆိုရင်အမှတ်အဖြစ်လုံးဝမကွာတဲ့အနေထားတစ်ခုရောက်လာခဲ့ပြီ။အဲ့တော့အခုလက်ရှိ အားလုံးပေါင်း34ဘွဲ့ကစားပြီးတဲ့အချိန်မှာ Newcastle က62နှစ်မှတ် မန်ချက်စတာစီးတီးက60နဲ့တမတ်ချယ်ဆီကပွဲအမှတ်60ဒါနော်ဒန်ဖော်ရက်က60အက်စတွန်ဗလာအသင်းက59နဲ့ခုနှစ်မှတ်အဲ့တော့အဆင့်3ကနေပါအဆင့်9ကအသင်းကတိုတယ်အားဖြင့်အမှတ်အားဖြင့်တွေ့မယ်ဆိုတော့9မှတ်ပဲကွာတဲ့နေသားမှာရှိပါတယ်အဲ့တော့လက်ရှိမှာချန်ပီယံလိဝင်ခွင့်ကိုနောက်ဆုံးအချိန်ထိပဲအသင်းကရယူသွားနိုင်မယ်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဒီနှစ်မှာဒါကျွန်တော်တို့ချန်ပီယံလိနေရာကလည်း9နေရာထိပေးမယ်အတွက်ကြောင့်မို့ဒါမန်ချက်စတာစီးတီးအသင်းအတွက်နောက်ဆုံးအချိန်ထိတိုက်ပွဲဝင်ရမယ်ပွဲစဉ်တစ်ပွဲလို့မြင်တယ်တစ်ဖက်ကဒါမန်ချက်စတာစီးတီးအသင်းနဲ့ကြံရမယ် ပွဲစဉ်ကတော့ Wolves အသင်းနဲ့ကံဖြစ်တယ်။ Wolverhampton အသင်းနဲ့ခုလက်ရှိ2025ခုနှစ်မှာ Barcelona ကိုတောင်ကျော်လွန်ပြီးတော့လက်ရှိမှာကိုအမေဆိုရင်အမတ်အများဆုံးစုဆောင်းနိုင်တဲ့အသင်းတစ်သင်းအနေနဲ့ဒါ Wolverhampton နီးပြားကလှုပ်ဆောင်ပြထားတာတွေ့တယ်။အဲ့တော့လက်ရှိမှာဒါ Manchester City အသင်းကလည်းတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်တော့ဒီနောက်ပိုင်းပွဲစဉ်မှာတောက်လျှောက်နိုင်ရနေပြီးတော့ဒါကျွန်တော်တို့လက်ရှိမှာအခြေအနေတွေရပါတော့ Manchester City ကအရင်နဲ့မတူတဲ့လုံးဝခြေစွမ်းတစ်ခုကျွန်တော်တို့ Manchester City အသစ်စီကနေပြီးတော့တွေ့နေရဖြစ်တယ်အဲ့တော့ Victor Pereira ကိုကျွန်တော်ချီးကျူးပါဘောတော့ Wolverhampton Victor Pereira စကင်တဲ့အချိန်မှာတော်တော်လေးကိုအသင်းကအားနေနေတော့တွေ့ရမယ်တော်တော်လေးကိုအသင်းနေတာကျွန်တော်လိုအပ်ချက်တွေအများကြီးရှိတယ်တန်းစင်းစုံမှာတော့ရှိနေတဲ့အသင်းတသင်းတန်းစင်းမလားလို့တော့ပြိသက်နေနေဆိုးရင်ရတဲ့အသင်းတသင်းကနေ Victor Pereira တယောက်အသင်းကိုလုံးဝ transformation ပြောင်းချလိုက်တယ်အခုလိုချိန်မှာဒါကျွန်တော်တို့ Manchester United Tottenham Hotspur အသင်းတို့ကိုကျော်ပြီးတော့အခုလက်ရှိမှာအဆင့်73နေရာမှာရပ်တည်နေတယ်ဒီနေ့ပွဲစဉ် ်မှာဒါကျွန်တော်တို့အမှန်တမ်းပြောမယ်ဟူဝါတန်အသင်းနဲ့နိုင်ခဲ့မယ်ဆိုရင်တော့ရမှတ်အားဖြင့်တော့ Crystal Palace ကိုကြော်ဖို့အတွက်တော့အစီအစဉ်မရှိဘူးဒါပေမဲ့တစ်ဖက်ကတော့ကျွန်တော် Crystal Palace ကလည်းပွဲချက်တစ်ပွဲဖြစ်တယ်ဒါကျွန်တော်တို့ ပွဲချက်တပွဲဖြစ်တဲ့ Northern Forest အသင်းနဲ့တွေ့ရမယ့်အတွက်ကြောင့်မို့သူတို့တော့ကလည်းတိတ်ပြီးတော့လွယ်ကူနေတဲ့အနေထားမှာတော့မရှိဘူးလို့ကျွန်တော်နင်မြင်တယ်။အဲ့တော့ Wolves အသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Manchester City ကိုသူတို့ဘာလို့ပြ။အဲ့တော့ဒီနေ့ပွဲစဉ်မှာတေချာတကူကတော့ Manchester City အသင်းထက်ဒါကဆိုရင် Wolves အသင်းနဲ့ဆိုင်တော့ Manchester City အသင်းကဒီနေ့ပွဲစဉ်မှာ၃မှတ်ပို့ပြီးတော့လုံမဲ့ပွဲစဉ်တပွဲလို့ပြောလို့ရတယ်။တိမေရပြန်ကြည့်မယ်ဆိုခုလက်ရှိမှာဒါကျွန်တော် Newcastle United က Brighton နဲ့တွေ့နေတယ်။ Chelsea ကလက်ရှိမှာ Liverpool နဲ့တွေ့တယ်။ Northern Forest ကဒါကျွန်တော်လက်ရှိမှာ Crystal Palace နဲ့ထပ်တွေ့တာဟုတ်ပါဘူး။ ဟုတ်တယ်ဆို Northern Voice Crystal Palace Northern Voice က North Crystal Palace နဲ့တွေ့မယ် Aston Villa သင်းကတော့လက်ရှိမှာဒါကျွန်တော်အပေါ်အောက်ဖြစ်တဲ့ Fulham တင်တယ်အဲ့တော့ပြောချင်တာကအခုလက်ရှိလာမယ့်ပတ်မှာအဆင့်3ကနေပြီးတော့9သင်းကသင်းမှာပွဲမချောင်ဘူးဒါကျွန်တော်ပေါ်တန်းစင်းဆောင်ကသင်းမှာမရှိဘူးအဲ့တော့ပြောချင်တာအကုန်လုံးကဒါကျွန်တော်တော်တော်လေးကိုခက်ခဲမဲ့ပွဲတစ်ပွဲတွေအကုန်လုံးသွားမယ်အဲ့တော့ Manchester City သင်းနဲ့ဒီနေ့ပွဲစဉ်ရဲ့3မှတ်ကအင်မတန်မှအရေးကြီးတယ်တစ်ခါက Newcastle United အသင်းနေနဲ့လက်ရှိမှာဒါကျွန်တော်တို့ Brighton လို့အသင်းမျိုးနဲ့ယင်ဆိုင်တဲ့အချိန် Chelsea ကဒါကျွန်တော် Wolves လို့အသင်းမျိုးနဲ့ယင်ဆိုင်နေရတဲ့အချိန်မှာဒါ Manchester ှစ်စစည်းအသင်းနဲ့၃မှတ်သာရယူနိုင်ခဲ့မယ်ဆိုတော့64မှတ်နဲ့အတူဒါကျွန်တော်တို့အာချန်ပီယံလိဝင်ဝင်နဲ့တော်တော်လေးကိုအားကောင်းသွားပြန်အဲ့တော့ဒီနောက်ပိုင်းပွဲစဉ်တွေမှာ Chelsea ဟိုဆိုမန်ချက်စတာစီးတီးအသင်းနဲ့ရလပိုင်းကတော်တော်လေးကိုဒါ positive ဆန်လာခဲ့တယ်တော်တော်လေးကိုလည်းအပေါင်းနဲ့ခန္ဓာဆိုင်လာခဲ့တယ်ပြန်ဒါပေမဲ့ Manchester City ဘာလို့အပေါင်းလက်ခဏဆန်လာခဲ့လဲဒီနေရာမှာဒါမဖြစ်မနေကြီးကြီးအောင်မသူတို့ရဲ့ defensive record တွေဖြစ်လာခဲ့တယ်အဲ့တော့ City တင်းနဲ့နောက်ပိုင်း ခန်စစ်ပိုင်းရခရစ်စတယ်ပဲလစ်နဲ့ပွဲစဉ်ကလွင်ဒါကျွန်တော်ပေးကူအဖြစ်ပြန်ကြည့်မယ်ဆိုရင်တော့ဒါနှစ်ကိုးနဲ့ထပ်ပေးထားတဲ့ပွဲစဉ်ကမရှိမရှိကိုမရှိတော့တာပေါ့အဲ့တော့စီးသေးတယ်နောက်ပိုင်းပွဲစဉ်တွေမှာဒါကျွန်တော်တို့ Josco Gavardi ကိုဒါကျွန်တော်တို့ ရူဘင်ဒီယက်စ်ကိုစန်တာဘက် pairing တွဲပြီးတော့မက်သူးရဲ့ newness နဲ့ဒါကျွန်တော်တို့ O'Reilly ကို fullback ထားတဲ့ပွဲစဉ်တွေမှာ City တင်းကနောက်ဆုံးပြိုင်ပွဲဆို9ပွဲမှာဒါကျွန်တော်ပေးကို3-9တာပေးခဲ့ရတဲ့အထိကို cancel ပိုင်းကတော်တော်လေးကိုလုံလာတာတွေ့ရမယ်။တစ်ဖက်က Wolf အသင်းကိုပြန်ကြည့်အောင် Wolf အသင်းလက်ဒီအတိုင်းပဲဗျ။ Wolf အသင်းကဒါကျွန်တော်လက်ရှိမှာ Manchester City အသင်းတက်ဆိုင်တော့ဂိုးတွေပိုးပေးထားခဲ့ရတော့တွေ့ရမယ်။နောက်ဆုံးပြိုင်ပွဲဆို9ပွဲမှာ Wolf အသင်းကတော့9ဂိုးပေးထားခဲ့ရတွေ့ရမယ်တဲ့မှာပါတယ်။အဲ့တော့ sorry ဘယ်က9ဂိုးอ่ะမှာ Wolf အသင်းကနောက်ဆုံးပြိုင်ပွဲဆို9ပွဲမှာဒါကျွန်တော်တို့3ဂိုးပဲပေးခဲ့ရကျွန်တော်မှ ားအကြည့်တာအဲ့တော့လက်ရှိမှာ City အသင်းနဲ့ဒါကျွန်တော်တို့ City အသင်းနဲ့ဒါ Manchester City အသင်းနဲ့ဒါကျွန်တော် Hoop အသင်းနဲ့ record ကိုကြည့်မယ်ဆိုရင် Cancel ပိုင်းရအခုလက်ရှိမှာအခြေအနေတွေကလည်း Cancel ပိုင်းကတော်တော်လေး improve ဖြစ်လာတယ်။နှစ်သင်းလုံးကလက်ရှိပြိုင်ပွဲဆို9ပွဲမှာဒါ3ဂိုးပေးတဲ့နောက်ဆုံးပြိုင်ပွဲဆို9ပွဲလုံးမရှုံးတဲ့အသင်းဖြစ်တယ်။ဒါပေမဲ့တစ်ဖက်က Hoop အသင်းနဲ့လက်ရှိမှာဒါကျွန်တော်6ပွဲဆက်9ပွဲတခုကိုဒါရင်း ဆိုကူးနိုင်ပြီးတော့ခွနပွဲဆက်နိုင်ပွဲတစ်ခုကိုယူခဲ့ပြီးတော့လက်ရှိမှာဒါကျွန်တော်တို့အခြေအနေကောင်းအောင်လုပ်ပြမှာဒါပြင်လက်ရှိမှာ Uber Dan ကခုနောက်ပိုင်းပွဲစဉ်မှာချီကျူးစရာကောင်းလာတာကတိုက်ဆက်ပိုင်းမယ်စပါးကို၄ကိုတွင်းတယ်ဒါကျွန်တော်တို့ Leicester ကို၃ကိုတွင်းတယ် Ipswich ကို၂ကိုတွင်းတယ်အဲ့တော့တိုက်ဆက်ပိုင်းကတော်တော်လေးကိုကောင်းတယ်ဒါပေမဲ့လက်ရှိမှာ Uber အသေးနဲ့တသိန်းနဲ့တိုက်ဆက်ကောင်းလာတာမဟုတ်ဘူးတစ်ဖက်ကဒါကျွန်တော် Northampton Forest တို့ဘာလို့လဲလဲတွေးတဲ့အချိန်မှာတော့မှဒါတိုက်ဆက်ပိုင်းကဂိုးတွေအများကြီးတွင်းထားခဲ့တဲ့ Manchester City ကိုတိမှတ်ပြရမယ်စီးရီးတင်တဲ့အခုလက်ရှိမှာဒါ Cancel ပိုင်းကောင်းတဲ့အသင်းတွေနဲ့တွေးတဲ့အချိန်မှာ United သင်းကလွဲလို့ကျန်တဲ့ပွဲစဉ်မှာအကုန်လုံး၉သွင်းထားနိုင်ခဲ့တယ်။သွင်းထားခဲ့တဲ့ပွဲစဉ်မှာအကုန်လုံးကိုလည်းနှစ်ဂိုးနဲ့ထပ်သွင်းထားနိုင်ခဲ့တယ်။ Crystal Palace ကို၅ဂိုးသွင်းထားနိုင်ခဲ့တယ်။ Everton လို့ခံစစ်ကောင်းပါရဲဆိုတဲ့သင်းမျိုးကို၂ဂိုးသွင်းနိုင်ခဲ့တယ်။ Aston Villa သင်းကို၂ဂိုးသွင်းနိုင်ခဲ့တယ်။ Nottingham Forest ကို၂သင်းသွင်းနိုင်တယ်။အဲ့တော့လက်ရှိမှာတော့ကျွန်တော်ခံစစ်လည်းကောင်းတယ်တိုက်စစ်လည်းကောင်းမယ်။အခုလက်ရှိမှာ form က၂သင်းလုံး balance ကတော်တော်လေးကိုကောင်းနေတဲ့အသင်းသင်းပြန်တွေ့မယ်။ဒါအပြင်လက်ရှိမှာဒါကျွန်တော်သတင်းတစ်ကောင်းတစ်ခုနေပြန်ပြောပြရမယ်ဆိုရင်တော့ Manchester City တိုက်စစ်မှုဖြစ်တဲ့ ်အဲလင်ဟာလန်တယောက်ကျွန်တော်လက်ရှိမှာလူဘလုံးက fully fit ပြန်ဖြစ်ဖို့အတွက်ဒါကျွန်တော်စူးစမ်းနေပြီလို့ကြားသိရတယ်မန်ချက်စတာစီးအသင်းနဲ့အဲလင်ဟာလန်ကိုမကြခင်မှာဒါမျက်ခင်းစိမ့်ပုံမှာပြန်တွေ့ရဖို့အတွက်စူးစမ်းသွားမယ်လို့သိရတယ်ဒါအပြင်ရူဒီလည်း training ကိုပြန်ဆင်းနေပြီဖြစ်တော့ကြောင့်မလားကျွန်တော်ရာသီမကုန်ငင် maybe champion league foul ဆိုတာပဲအဲ့ဒီ player final မှာရူဒီကိုအဲလင်ဟာလန်တို့ကိုပြန်ပြီးတော့တွေ့ရမလားဒါကတော်တော်လေးကိုစိတ်ဝင်ဒါပေမဲ့လက်ရှိဒီကျွန်တော် Manchester City ပွဲစဉ်နောက်ပိုင်းမှာကြည့်မို့ကျွန်တော်လက်ရှိမှာတော်တော်လေးကိုရင်ခုန်လာတာကနှစ်ယောက်ရှိတယ် ဒီတယောက်ကတော့ကျွန်တော်တို့ ့ O'Reilly နဲ့နောက်တစ်ယောက်ကတော့ကျွန်တော်တို့ Omar Mamush နဲ့ရောက်ဖြစ်တယ်။လက်ရှိမှာ O'Reilly တယောက်ကလာကျွန်တော် full back position မှာတော်တော်လေးကိုအခြေအနေကောင်းပြီး Mamush နဲ့အတူတော်တော်လေး overlap တွေလိုက်လုပ်ပေးနိုင်တာတွေ့ရမယ်။လက်ရှိမှာဒါ Mamush ရှိတဲ့အသင်းတစ်သင်းအနေနဲ့ဒါကျွန်တော် Mamush ကိုကျွန်တော်တော်တော်လေးကိုသဘောကျတယ်။လက်ရှိဒီနှစ်စောင်းရသည်ဒါကျဆိုအေးစောင်းရသည်မှာခေါ်ယူတဲ့ကစားသမားတွေထဲမှာအကောင်းဆုံးသောကစားသမားတစ်ယောက်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်။ Mamush အနေနဲ့ကျွန်တော်အနေနဲ့ Julian Everest ပုံစံမျိုးဆက်စပ်လို့မြင်တယ်။သူ့နဲ့ခမားနဲ့ left wing ဆော့မလား right wing ဆော့မလားဆင်ဘယ်နေရာပဲဆော့ center forward ဆော့မလားဖြစ်နိုင် ုင်မယ်ဆိုစတရိုက်ကာပုံစံမျိုးဆော့မလားဘယ်နေရာဆော့ဆော့ဆော့လို့ရတယ်ဆိုတဲ့ကစားသမားတယောက်ကိုအိုမမမိုရှီမှာမြင်ရမယ်ပထမကုနေပေါ့နောက်တစ်ခုကျွန်တော်အိုမမမအကြိုက်ဆုံးတစ်ခုပြောပါစို့အိုမမမိုရှီရဲ့ဒါကျွန်တော် war grade ပဲသူ့အနေနဲ့ကျွန်တော်တိုးအားယုံအားကောင်းတယ်ပြီးတော့သူ့ကိုယ်တိုင်ဂိုးသွင်းဖို့ဆိုတာနဲ့အသင်းတစ်သင်းလုံးဂိုးဘလူရအောင်သူဘလူပြန်တီးရမယ်အဲ့တော့တခါကျရင်သူ့စီကနေဂိုးဖန်တီးမှုဂိုးသွင်းမှု တွေမတွေ့ရင်တော့မှတစ်ဖက်အသင်းရဲ့ခံစစ်ကိုသူ့အနေနဲ့ဒါဆွဲခေါ်သွားပြီးတော့ space တွေရှာအောင်ဒါကျွန်တော် white space တွေဘလူဖြစ်အောင်လုပ်ပေးနိုင်တယ်ဆိုတာအိုမမမိုရှီကိုတွေ့တယ်အဲ့တော့ ။အိုမားမမှုရှိလာမဲ့နေရာဒီမှာလာမဲ့ရာဒီမှာကျွန်တော်ပက်ဂွာဒူရာရဲ့လက်အောက်မှာတော်တော်လေးကိုကောင်းလာနိုင်မဲ့ကစားသမားလို့မြင်နေတယ်။ကျွန်တော်အနေနဲ့ပြောရမှာဆိုအဲလင်ဟာလန်နဲ့ဒါကြောင့်အိုမားမမှုနှစ်ယောက်တစ်ယောက်ဘယ်သူနေရာရမလဲဆိုတော့မေကိုနဲ့ဆိုင် အိုမားမမိုရှင်နဲ့အဲလင်းဟာလန်ကိုနောက်ကနေ space blue ရှာပေးနိုင်မလဲဆိုတော့ဒါကျွန်တော်တို့ဥစ္စာမျိုးကိုတော့တွေ့ရမယ်လို့မြင်နေအဲ့တော့ Kevin De Bruyne အနေနဲ့အခုလက်ရှိမှာတဖြည်းနဲ့တဖြည်း CD အသေးနေနဲ့ဒါကျွန်တော်အိမ်ဝင်ပရိသတ်တွေနဲ့တဖြည်းဖြည်းနောက်ဆုံးပွဲစဉ်တွေကိုရောက်ရှိလာခဲ့ဖြစ်ပါတယ် enjoy while you can ပေါ့နော်ကျွန်တော်အခုလက်ရှိမှာဒါကျွန်တော်တို့အသင်းကိုဒါကစားသမားကိုဒါကျွန်တော်တို့ခန်းစားလို့ရအောင်ခန်းစားထားပါလို့မြင်လို့ရတယ်အဲ့တော့ဒီနေ့ပေါ်စမှာဒါကျွန်တော် Matthew's corner အနေနဲ့လက်ရှိမှာ cancel ပိုက်ပြန်လဲချစ်လက်လာတဲ့ Manchester United ဆို member Manchester City အသင်းရဲ့ဒါကျွန်တော်တို့ ခံစစ်ကိုဘယ်လိုမျိုးဒါမက်သျူးစ်ခွန်နာတို့တယောက်ဒုက္ခပေးနိုင်မလဲဒါကတော်တော်လေးကိုကျွန်တော်တို့စိတ်ဝင်စားမဲ့ပွဲစဉ်ဖြစ်တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာ Wolverhampton တင်းနဲ့ဆိုင်တဲ့ Manchester City အသင်းကရမှတ်သုံးမှတ်ပိုလူအပ်တဲ့အသင်းတစ်ဖြစ်တယ်ဥရောပဝင်ဝင်ကိုတော့ဒီသုံးမှတ်ရမယ်ဆိုတော့တော်တော်လေးကိုအခြေအနေကောင်းသွားဖြစ်ပြီးတော့တစ်ဖက်အသင်းတွေပွဲချက်ခံနေရတဲ့အချိန်မှာ United ဆာဖဲ HM ဘူးဒူးနဲ့ Manchester City အသင်းနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ ်ဒီနေ့ပွဲစဉ်ကို record အရဘယ်လိုမျိုးလုပ်ပြသွားနိုင်မလဲဒီသုံးမှတ်ကဥရောပအတွက်အင်မတန်မှအရေးကြီးတယ်လို့ပဲပြောရင်းနဲ့ပဲကျွန်တော်တော့အကုန်ပြုပါအောင်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ tv4u တို့မှာကျင်းလူစပါဝင်ကူညီလို့ရပါတယ်ဗျ မြမလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့အောက်ကကွန်မန်နီထဲမှာလည်း youth sport media 3.0နဲ့ tv4u တွေလင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျိုးတော့ကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရမြမလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့မြမကလစ်မှာမြန်မြန်နံဖြစ်ပါတယ်အားလုံးပဲကြိုးတူပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးတယ်ပဲကျွန်တော်တို့ရဲ့နောက်မှာအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးပဲကြိုးတူပါတယ်မြမလေးလည်းကလစ်ပေးကြပါဗျမြမကလစ်မှာမြန်မြန်နံဖြစ်ပါတယ်ကျွန်တော်တို့နောက်မှာတွေ့ကြတာပေါ့ဒီပါဗျ